်မင်္ဂလာပါဒီဗီဒီယိုကြည့်နေတဲ့အချိန်မှာတင်ရ laptop လုံးဝယူဖို့အတွက်စဉ်းစားနေရတဲ့တတိယလားဒါဆိုရင်တော့ဗီဒီယိုလေးကိုဆုံးနေတိကြည့်ပြီးတော့ပါကျွန်တော်အနေနဲ့ဒီဗီဒီယိုထဲမှာ laptop တစ်လုံးဝယ်မယ်ဆိုလို့ရှိရင်ဘယ်ချက်တွေကနေစပြီးစဉ်းစားလဲဆိုတာလေးကို sharing လုပ်ပြီးတော့မှာဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ပမာဆုံးအနေနဲ့ကျွန်တော် laptop တစ်လုံးဝယ်မယ်ဆိုရင်ကျွန်တော်အနေနဲ့ကတော့ကျွန်တော် brand တွေကိုမစဉ်းစားပါဘူး Acer လား Asus လား Dell လား HP လားစတာတွေကိုကျွန်တော်မတွေးပါဘူးအဲ့တော့ကျွန်တော်အနေနဲ့ဘာကိုပထမဆုံးစတွေးလဲဆိုရင်ကိုဘာသုံးပါလဲဆိုတော့ကျွန်တော်စပြီးတော့တွေးပါတယ်အဲ့တော့ကိုဘာသုံးပါလဲဆိုတဲ့အပိုင်းမှာကျွန်တော်တော့အပိုင်း၄မျိုးခွဲပါတယ်ကျွန်တော် Office သုံးပါလားပေါ့နော် Office ဆိုတာကဒီယုံပိုင်းပေါ့နော် Microsoft Word Excel PowerPoint တွေတုံးမဲ့ပြီး Zoom Meeting တွေတက်မဲ့သင်တန်းတွေတက်မဲ့ပေါ့နော်ဒါဒီတစ်ပိုင်းနောက်နံပါတ်2ကျတော့ကျွန်တော်တို့ Engineering အတွက်သုံးပါလားပေါ့ Engineering သုံးပါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ AutoCAD တို့ MATLAB တို့ SketchUp တို့စတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေသုံးပါလားဆိုတော့တွေးတယ်နောက်ပြီးတော့နံပါတ်3အနေနဲ့ကျကျွန်တော်တို့ Gaming ပေါ့ကိုက eSport Gaming နေဆော့မာလာ live stream လွှင့်ပါလားပေါ့အဲစတာတွေရှိတယ်နောက်ပြီးကျလို့ရှိရင်နံပါတ်4 တချက်အနေနဲ့ကြတော့ကျွန်တော်တို့က content creator ဘိုင်းပေါ့နော် content creation လုပ်မှာလား content creation လုပ်မယ်ဆိုလို့ရှိရင်ကိုက video edit တွေလုပ်ရမယ် photoshop တွေလုပ်ရမယ် graphic design တွေဆွဲရမယ်ပေါ့နော်ဒီအမျိုးအစား၄မျိုးကိုကျွန်တော်အရင်ဆုံးခွဲလိုက်ပါတယ်ကျွန်တော်ဒီ၄ချက်ကို ခွဲပြီးသွားလို့ကိုကဘယ်ပိုင်းကိုသုံးမယ်ဆိုတာသိပြီးသွားပြီဆိုရင်တော့ကျွန်တော်နောက်ထပ်စဉ်းစားရတဲ့ချက်ရှိပါတယ်။အဲ့တစ်ချက်ကဘာလဲဆိုတော့ကိုဝယ်လိုက်တဲ့ laptop ဒီ future proof ဖြစ်ဖို့လိုပါတယ်။ future proof ဖြစ်တယ်ဆိုတာကကျွန်တော်တို့အခု laptop ဝယ်လိုက်တာဒီဒီတစ်နှစ်ထဲသုံးမှာမဟုတ်ဘူးပေါ့နော်။နောက်ထပ်အနည်းဆုံးကျွန်တော်တို့၄-၅နှစ်လောက်ထိတော့အဲတွေးပေးရမယ်ပေါ့။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နောက်ထပ်၄-၅နှစ်မှာကိုသုံးတဲ့ software တွေကသူတို့ ် upgrade ဖြစ်လာရရှိမယ်ပေါ့နော် upgrade ဖြစ်လာလို့ရှိရင်သူ့ရဲ့ upgrade နဲ့လိုက်ပြီးတော့ကိုယ့်ဆက်ကလေးမသွားဘူးဟမ်းမသွားဘူးတွေကျွန်တော်တို့ထပ်ပြီးတော့စဉ်းစားပေးဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့အခုဝယ်မဲ့ laptop ဒီ beginner level လုံးဝအောက်ဆုံးအနှိမ့်ဆင့်ဖြစ်နေလို့အဆင်မပြေပါဘူးကျွန်တော်တို့ intermediate level ပေါ့နော်ဒီ mid range လောက်ရှိတဲ့ laptop တစ်လုံးကိုဝယ်မှသာအဆင်ပြေမှာဖြစ်ပါတယ်ဒါမှသာကျွန်တော်တို့နောက်၄-၅နှစ်အတွင်းမှာ upgrade ဖြစ်လာမယ့် software တွေနဲ့အညီကိုယ့်ဆက်ကလိုက်ပြီးတော့အသုံးပြုနိုင်မှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ အလယ်အလတ်အဆင့်မှာသုံးလို့ကောင်းမဲ့ laptop အမျိုးအစားလေးတွေကိုဘလို့ specification မျိုးတွေကိုကြည့်ပြီးတော့ဝယ်ယူရမလဲဆိုတာကိုဒီ video ထဲမှာဆက်ပြီးတော့ပြောပြပေးပါမယ်။ ကျွန်တော်တို့ laptop specification ရွေးချယ်မှုအပိုင်းကိုရောက်ပြီဆိုရင်တော့ကျွန်တော်အနေနဲ့အချက်9ချက်ခွဲပြီးတော့စဉ်းစားပါတယ်အဲ့တော့နံပါတ်1အချက်အနေနဲ့ကဘာဖြစ်မလဲဆိုရင်ကျွန်တော်တို့ CPU ပေါ့ CPU ဒီ laptop မှာဘယ်လို CPU မျိုးစားတွေကိုတုံးထားလဲဆိုတာကိုကျွန်တော်ပထမဆုံးကြည့်ပါတယ်နံပါတ်2အချက်ကတော့ကျွန်တော် RAM ပေါ့နော် RAM နဲ့ access memory ဘယ်လောက်ကိတုံးမလဲဆိုတာကိုကျွန်တော်ရွေးချယ်ပါတယ်နောက်ပြီးတော့နံပါတ်3အချက်အနေနဲ့ကျွန်တော်တို့ GPU ပေါ့ graphic ဘယ်လို graphic မျိုးကိုတုံးထားလဲဆိုတာကိုကျွန်တော်စဉ်းစားပါတယ်နောက်ပြီးကြတော့နံပါတ်4အနေနဲ့ကကျွန်တော်တို့ storage ပေါ့နော် storage က hard disk ပဲတုံးမလား SSD တုံး ံးပါလားပေါ့စသဖြင့်ကျွန်တော်စဉ်းစားပါတယ်ပြီးတော့နံပါတ်5ချက်နေနဲ့ကျတော့ကျွန်တော်တို့ display ပေါ့ display ဆိုတာဒီ screen size ဘယ်လောက်ရှိမလဲဒီ screen မှာဘလောက် refresh rate ရှိရယ်ပေါ့နော်ဘလော resolution နေတုံးထားရယ်ဆိုတာမျိုးကိုကျွန်တော်ဆက်ပြီးတော့စဉ်းစားပါတယ်။နောက်ပြီးကြတော့ number 6အချက်အနေနဲ့ကျွန်တော် battery ဘလောက်ခံလိုက်ပေါ့နော်ဘလောက် watt hour အထိအသုံးပြုလဲပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ဆက်ပြီးတော့စဉ်းစားပါတယ်။နောက်ဆုံး number 9အချက်အနေနဲ့ကျတော့ကျွန်တော်တို့ laptop ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ portable ဖြစ်ရမယ်။အဲသွားလာတဲ့အချိန်မှာကျွန်တော်တို့တည်သွားလို့ရရမယ်။ပေါ့ပါပါနဲ့ အတည်သွားလို့ရနိုင်မဲ့ဟာမျိုးပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော် weight ကိုစဉ်းစားပါတယ်အဲ့တော့နောက်ဆုံးအချက်ဒီ weight ဖြစ်ပါတယ်ကျွန်တော် h ခုနှစ်ချက်ကိုကျွန်တော်စဉ်းစားပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့အားဆိုရင်တော့ office အသုံးပြုမဲ့သူတွေအတွက်ဘလို့အမျိုးအစားတွေကိုရွေးချယ်ဝယ်ရအောင်လဲဆိုတာလေးကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးပါမယ် office သုံးမဲ့သူတွေအတွက်ကျွန်တော်တို့ CPU ဒီ Intel မှာဆိုရင် Core i5 13 Gen လောက်ကနေစတော့ရင်အဆင်ပြေပါတယ်ပြီးတော့ AMD ဆိုရင် Ryzen 5ကို9000 series လောက်ကနေစပြီးတော့သုံးပေးတင်ပါတယ် နောက်ပြီးကျတော့ RAM ပေါ့နော် RAM ကကျတော့ကျွန်တော်တို့ DDR4 ကို 8GB လောက်ကနေစသုံးသင့်ပါတယ်ပြီးလို့ရှိရင် 16GB လောက်အထိသုံးနေရင်လည်းသုံးပေါ့နော်နောက်ပြီးကျတော့ GPU GPU မှာဆိုရင်ကျွန်တော်တို့ Intel Iris AC လောက်ဆိုရင်အဆင်ပြေပါတယ်ဒါမှမဟုတ်လည်း AMD Radeon ပေါ့နော်အဲ့လောက်ဆိုအဆင်ပြေပြီဖြစ်ပါတယ်ပြီးတော့ storage အနေနဲ့ကျွန်တော်တို့512 GB ပါတယ် SSD NVMe လောက်ကိုသုံးပေးရပါမယ် display အနေနဲ့ကတော့ကျွန်တော်တို့14လက်မှဒါမှမဟုတ်ရင်156ပေါ့နော် FHD ပါမဲ့ကောင်ပြီးရင်1920-1080 resolution ကို support ပေးတဲ့ကောင်မျိုးတွေ IPS monitor တဲ့ကောင်မျိုးတွေကိုကျွန်တော်တို့ရွေးချယ်ပြီးတော့အသုံးသင့်ပါတယ်။ battery အနေနဲ့ကတော့ကျွန်တော်တို့50 watt hour ပေါ့နော်50 watt hour လောက်ကိုအသုံးပြုသင့်ပါတယ်။ weight အနေနဲ့ကတော့ကျွန်တော်တို့က1.3 kg နဲ့1.8 kg အတွင်းမှာကျွန်တော်တို့သုံးသင့်ပါတယ်ခင်ဗျာ။နောက်ထပ်တစ်ချက်အနေနဲ့ engineering laptop သုံးမဲ့သူတွေဒီ AutoCAD တို့ SketchUp တို့ ြီးလို့ရှိရင် MATLAB တို့သုံးမဲ့သူတွေအတွက်ဘယ်လိုမျိုးစားတွေကိုရွေးချယ်ရမလဲဆိုတာကိုဆက်ပြီးပြောပြပေးပါမယ်ကျွန်တော် CPU အနေနဲ့ i7 13 gen လောက်ကစပြီးတော့သုံးစီချင်ပါတယ် AMD ဆိုရင် Ryzen 7 9000 series လောက်ဆိုရင်အဆင်ပြေပါတယ်ခင်ဗျာနောက်ပြီးကြတော့ကျွန်တော် RAM ပေါ့နော် RAM ကြတော့ကျွန်တော်တို့ DDR5 လောက်ကို 16GB လောက်ကနေစပြီးတော့သုံးစီချင်ပါတယ်နောက်ပြီးကြတော့ GPU အနေနဲ့ Nvidia RTX 4050လောက်ကစပြီးတော့သုံးပေးပါ storage အနေနဲ့ကြတော့ကျွန်တော်တို့ 1TB လောက် SSD NVMe တွေကိုသုံးတာပို့ပြီးအဆင်ပြေပါလိမ့်မယ်။နောက်ပြီးကျတော့ display အနေနဲ့15 6ဒါမှမဟုတ်ရင်16ပေါ့နော်။အဲအဲ့မှာမှ FHD ကို100% sRGB ပါတဲ့ကောင်တွေကိုအသုံးပြုပေးတာပိုအဆင်ပြေပါလိမ့်မယ်။ဘက်ထရီအနေနဲ့ကျွန်တော်တို့60 watt hour ပါเนาะ။အဲ9နာရီကနေ9နာရီအတွင်းလောက်ထိဝက်လောက်ရှိမဲ့ကောင်မျိုးတွေကိုကျွန်တော်တို့သုံးပေးသင့်ပါတယ်။နောက်ပြီးကျတော့ weight အနေနဲ့ကျတော့ကျွန်တော် recommend ပေးချင်တာက 1.8kg နဲ့ 2.5kg အတွင်းမှာသုံးပေးပါ ဟုတ်ကဲ့အဲ့ဒါဆိုရင်တော့ engineering laptop တွေအဆင်ပြေပြီလို့ထင်ပါတယ် ကျွန်တော်တို့နောက်တစ်ခုအနေနဲ့ကျတော့ gaming laptop တွေပေါ့နော် gaming နေကျတော့ကျွန်တော်တို့ CPU ကို i7 14 gen လောက်ကနေစပြီးတော့သုံးသင့်ပါတယ် AMD ဆိုရင် Ryzen 9ကို6 gen လောက်ကနေစပြီးသုံးပေးပါ RAM ထဲမှာကျတော့ကျွန်တော်တို့က DDR5 ကို 16GB သို့မဟုတ် 32GB လောက်သုံးတာအဆင်ပြေပါတယ် GPU ဆိုလို့ရှိရင် Nvidia RTX 4060လောက်ကနေစပြီးသုံးပါ Storage ဆိုလို့ရှိရင်တော့ 1TB NVMe SSD ပါတဲ့ကောင်သုံးပေးပါ Display ဆိုရင်15.6တောင်းမှ16 FHD ပြီးတော့သူကကြတော့ refresh rate မှာ 144Hz ဒါမှမဟုတ်လို့ရှိရင် 165Hz လောက်ကိုသုံးပြတာပို့ပြီးတော့တင့်တော်မယ်ထင်ပါတယ်ဘက်ထရီအနေနဲ့ကျွန်တော်တို့က 70Wh ပေါ့နော်အဲ့ကောင်လေးကိုသုံးတင်ပါတယ် weight အနေနဲ့ကြတော့2.0နဲ့ 2.5kg အတွင်းမှာကျွန်တော်သုံးပြတင်ပါတယ်ကျွန်တော်နောက်ဆုံးတစ်ခုကတော့ content creator တွေအတွက်ပေါ့နော် content creation မှာကြတော့ကျွန်တော်တို့က premier pro ီးတော့ Photoshop တွေသုံးမယ်နောက်ပြီးကျတော့ DaVinci Resolve လိုဟာမျိုးတွေပေါ့နော်အဲ့တော့ဒီလို laptop တွေမှာကျတော့ဘာအတွက်အရေးကြီးရလဲဆိုတော့ကျွန်တော် rendering ချဖို့အတွက်လိုပါတယ်အဲ့တော့ rendering ချဖို့အလုပ်လုပ်တဲ့အခါမှာကျွန်တော်တို့က CPU ဒီ Core i7 14 Gen Tango 20 thread ပါတဲ့ကောင်လောက်ပေါ့နော်အဲ့လောက်ကနေစပြီးတော့သုံးသင့်ပါတယ်ပြီးလို့ရှိရင် Ryzen မှာဆိုရင် Ryzen 96 Gen ကိုသုံးသင့်ပါတယ်ဒါ CPU အပိုင်းမှာ RAM မှာကျတော့ကျွန်တော်တို့ DDR5 16GB တာမုတ်32 GB လောက်ကိုကျွန်တော်တို့သုံးပေးစေချင်ပါတယ်။ GPU အနေနဲ့ကျတော့ NVIDIA RTX 4070ကိုအဲဒီကောင်ပါတဲ့ကောင်သုံးတာ rendering အတွက်ပို့ပြီးအဆင်ပြေမယ်လို့ကျွန်တော် recommend ပေးချင်ပါတယ်။ Storage အနေနဲ့ကတော့ 1TB NVMe Gen 4လောက်ကိုတွားပြီးတော့သုံးပေးပါ။ Display အနေနဲ့ကျတော့15.6အဲ16ပေါ့နော် FHD ပြီးလို့ရှိရင်100% sRGB OLED ပါတဲ့ကောင်တွေထပ်ပြီးတော့သုံးပေါ့နော်။ OLED Display တွေကိုသုံးပါ။ပြီးလို့ရှိရင် battery အနေနဲ့ 80 watt hour ပါဗောနော်70 watt hour လောက်ကိုသုံးသင့်ပါတယ် weight အနေနဲ့ကျတော့1.8နဲ့ between 2.5ပေါ့နော်အဲ့နှစ်ခုကြားမှာသုံးစေချင်ပါတယ်ကျွန်တော်ရစဉ်းစားဖို့စဉ်းစားနေအစအဆုံးကိုကြည့်ပြီးသွားပြီဆိုရင်တော့တင်းတို့အတွက် laptop တစ်လုံးပေါ်ဝယ်ဖို့အတွက် ready ဖြစ်နေပြီလို့ကျွန်တော်ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာထပ်ပြီးတော့ပြန်တွေ့ပါမယ်